ဒီကိုရောအားလုံးပဲမင်္ဂလာပါခင်ဗျာဘာမဂိတ်ကနေကြိုဆိုပါရစေကျွန်တော်ကတော့ကိုဆက်ပါအခုကတော့2025ခုနှစ်အောက်တိုဘာလ16ရက်နေ့အတွက်ထူးခြားတဲ့အားကစားသတင်းတွေကိုစူးစီးပြီးတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ငွေသုံးဆွဲမှုတွေနဲ့ပတ်သက်ပြီးကန့်သက်တဲ့သဘောဖြစ်လာမဲ့ဥပဒေတရက်အသက်ဝင်လာဖွယ်ရှိတာကြောင့်မလို့ပရီးမီးယားလိဂ်ကလပ်တွေအခက်ကြုံဖွယ်ရှိနေပြီဆိုတဲ့သတင်းကိုပထမဆုံးတင်ဆက်ပေးချင်ပါတယ် လာမယ့်လထဲမှာပရီးမီးယားလိဂ်ကလပ်တွေရဲ့ငွေကြေးသုံးစွဲမှုတွေနဲ့ပတ်သက်တဲ့ဥပဒေတွေကိုပရီးမီးယားလိဂ်ကလပ်20ကအများသဘောနဲ့အတည်ပြုဖို့စီစဉ်ထားပြီးအစိုးပြုထားတဲ့အချက်တွေထဲမှာကစားသမားခေါ်ယူတာအေဂျင့်တွေကိုဝန်ဆောင်ခပေးတာကစားသမားတွေကိုလစာပေးတာတွေကိုပြန်တက်ရရောက်မဲ့အချက်တွေပါဝင်နေတာဖြစ်ပါတယ်။ Top to bottom anchor လို့ညွှန်းခေါ်ဆိုနေကြတဲ့အချက်လက်တွေကကစားသမားတွေကိုလစာပေးတဲ့နေရာမှာကလပ်တိုင်းဟာအ ਨੇ ဆုံးလစာရရှိသူရဲ့ငါးစားနဲ့ညီများတဲ့ပမာဏကိုပဲအများဆုံးရရှိတဲ့သူကိုပေးရမှာဖြစ်ပါတယ်။ ဒီကန့်သက်ချက်ကိုသာအတည်ပြုလိုက်မယ်ဆိုရင်ပရီးမီးယားလိအနေနဲ့ကစားသမားကောင်းတွေခေါ်ဖို့ခတ်သွားမှာဖြစ်တယ်လို့အတင်းမှာရှိတဲ့လူငယ်ကစားသမားတွေကိုအတင်းကြီးမှာနေရာပေးဖို့နဲ့အ धिक ကစားသမားတွေကိုဆက်ထိန်းဖို့ခတ်သွားမယ်အခြေအနေတွေကိုပါရင်ဆိုင်ရမှာဖြစ်ပါတယ်ပရီးမီးယားလိဂ်ထိပ်တန်းကလပ်တွေကဒီအချက်တွေကိုကန့်ကွက်ကြမှာဖြစ်ပေမဲ့အသင်း20လုံးရဲ့သဘောထားအရဆန္ဒမဲများတဲ့ဘက်အတိုင်းဆုံးဖြတ်မှာဖြစ်လို့ Brighton, Bournemouth, Everton, Brentford, Fulham လိုငွေကြေးသုံးဆက်မှုအကန့်အသတ်နဲ့အောင်မြင်အောင်ဖန်တီးထားနိုင်တဲ့အသင်းတွေရဲ့သဘောထားက ဒီအချက်တွေအသက်ဝင်လာမလားဆိုတဲ့အပေါ်ကိုအကျိုးသက်ရောက်မှုရှိလာတော့မှာပါဝေကြီးတုံးဆွဲနိုင်စွမ်းမြင့်လို့အကောင်းဆုံးကစားသမားတွေဒီပြတွေကိုခေါ်ပြီးပြိတက်အကြိုက်ဆုံးလိပြိုင်ပွဲဖြစ်လာခဲ့တဲ့ပရီးမီးယားလိအနေနဲ့ဒီလိုအကန့်အသတ်တွေပေါ်လာမယ်ဆိုရင်ထိခိုက်လာနိုင်တာတွေလည်းအများကြီးရှိမှာသိချပါပါခင်ဗျာချက်စီနီပြမာရက်စကာကလီဗာပူးနဲ့ပွဲမှာကစားသမားတွေနဲ့အောင်ပွဲခံခဲ့လို့ အပြခံရတဲ့အနီကက်ပြစ်ဒဏ်အတွက်တပွဲပယ်ပြစ်ဒဏ်အပြင်ဒဏ်ငွေပေါင်၈000ပါချမှတ်လိုက်တယ်လို့အင်္ဂလန်ဘောလုံးဖွဲ့ချုပ်ကသတင်းထုတ်ပြန်လိုက်တဲ့သတင်းကိုဆက်လက်တင်ဆက်ပေးချင်ပါတယ်။မာရက်စကာကနာကျင်အချိန်ပေါ်မှာအက်စတာဘောင်းကအနိုင်ကိုသွင်းပြီးတဲ့နောက်မှာကစားသမားတွေနဲ့တွဲပြီးအောင်ပွဲခံခဲ့တာပါ။မာရက်စကာဟာ Nottingham Forest နဲ့ပွဲမှာနီးပြအနေနဲ့တာဝန်ယူကင်တွယ်ခွင့်မရပဲပွဲကြည့်စဉ်ကပဲအသင်းကစားတာကိုကြည့်ရှုခွင့်ရမှာဖြစ်ပါတယ်။ ဒါပေမဲ့စီးမင်းတွေအရမာရက်စကာဟာပွဲမစခင်ပထမပိုင်းပြီးချိန်နဲ့ဒုတိယပိုင်းပြီးချိန်တွေမှာတော့ချက်စီရဲ့အဝတ်လဲခန်းတွေကိုဝင်ရောက်ခွင့်ရရှိမှာဖြစ်ပါတယ်။မာရက်စကာကစိတ်လှုပ်ရှားခဲ့တာကြောင့်မလို့တတိလက်လွတ်ဖြစ်ပြီးကစားသမားတွေနဲ့အတူအောင်ပွဲခံခဲ့တာဖြစ်ပြီးတော့အနီကက်ပြခံရတာအတွက်နောင်တမရဘူးလို့လည်းပြောကြားခဲ့ပါတယ်။စိတ်ယုံဆန်လာတဲ့ modern ဘောလုံးကဘာမှာမာရက်စကာကတော့ old school ဆန်ဆန်စိတ်ခံစားချက်ကလည်းအရေးကြီးတယ်ဆိုတာကိုအနီကက်နဲ့ရင်းပြီးပြခဲ့တာဖြစ်တယ်လို့ပဲပြောရမှာဖြစ်ပါတယ်ခင်ဗျာ။ လီဗာပူးကွင်းလေကစားသမားစာဘော့လိုင်ကသူ့ကိုပေးထားတဲ့ကတိကိုရော်နယ်ဒိုဘက်ကတီးခဲ့တာကြောင့်မလို့ဂျေဇုတင်ကြောင်းပြောခဲ့တဲ့တဲ့ရင်ကိုဆက်လက်တင်ဆက်ပေးပါမယ်။စာဘော့လိုင်ဟာရော်နယ်ဒိုကိုအိုက်ဒေါ်တူအုပ်ဖြစ်သတ်မှတ်ထားသူဖြစ်တယ်လို့2009ခုနှစ်တုန်းကဟန်ဂေရီနဲ့ပေါ်တူဂီတွေ့ခဲ့တဲ့ပွဲမှာစာဘော့လိုင်ဟာမက်စကော့အနေနဲ့ပါခဲ့ပြီးအဲ့ဒီတုန်းကရော်နယ်ဒိုစီကဂျာစီပေးဖို့တောင်းခဲ့တာကိုရော်နယ်ဒိုကခြားသူတယောက်ကိုပေးထားပြီးဖြစ်လို့မပေးနိုင်ခဲ့တဲ့အတွက်နောက်တစ်ခါတွေ့ခဲ့ရင်ပေးမယ်လို့ကတိပေးခဲ့တာပါ။ပေါ်တူဂီနဲ့ငကိုးစီတရေကြခဲ့တဲ့ပွဲပြီးမှရော်နယ်ဒိုကသူ့ကတိအတိုင်းစာဘော့လိုင်နဲ့ ဂျာစီလဲလှယ်ခဲ့တာဖြစ်ပါတယ်။ရော်နယ်ဒိုကပေါ်တူဂီရခဲ့တဲ့ငကိုလုံးသွင်းခဲ့တယ်လို့စာပေါ်လိုင်းကလည်းဟန်ဂေရီရခဲ့တဲ့အဖိုးတန်ဒုတိယခြေပကိုကိုသွင်းခဲ့တာဖြစ်လို့နောက်လုံးအတွက်ဂျာစီလဲခဲ့တာကတော့အမရစရာဖြစ်ခဲ့ပါတယ်။ဒါအပြင်စာပေါ်လိုင်းကကမ္ဘာဖလားခြေစစ်ပွဲတွေတမိုင်းမှာဂိုးအများဆုံးသွင်းတဲ့စံချိန်ရှင်ဖြစ်သွားတဲ့ပွဲမှာရော်နယ်ဒိုဝတ်တဲ့ဂျာစီရခဲ့လို့ပိုပြီးဂုဏ်ယူတယ်လို့လည်းပြောကြားခဲ့ပါတယ်။တမိုင်းတစ်လျှောက်အကောင်းဆုံးကစားသမားဆိုတာရဲ့အတူကောက်ဖြစ်တဲ့ဂုတ်လို့ချစ်စနိုးနဲ့ခေါ်ခံရတာဘာကြောင့်လဲဆိုတာကိုရော်နယ်ဒိုကထပ်ပြီးတက်တည်ပြခဲ့တယ်လို့ပြောရတော့မှာပဲဖြစ်ပါတယ်ခင်ဗျာ။ မန်ယူနီပြအင်မိုရင်ကအတင်းကောင်းဆောင်ဘရူနိုဖာနန်ဒက်စာသူကစားရမယ့်တာဝန်ကိုကောင်းကောင်းသဘောမပေါက်ဘူးလို့တတ်မှတ်လိုက်တဲ့သတင်းကိုဆက်လက်တင်ဆက်ပေးချင်ပါတယ်။အင်မိုရင်ဟာဒီနှစ်ဘောလုံးရာသီမှာဘရူနိုဖာနန်ဒက်စ်ကိုတိုက်စစ် တာဝန်အပြင်ခန်စစ်တာဝန်မှာရှိတဲ့ကွင်းလေကစားသမားနေရာထားကစားနေတာပါ။ခန်စစ်နဲ့ပတ်သက်ပြီးကစားပုံအားနေတဲ့ဘရူနိုဖာနန်ဒက်စ်အတွက်အင်မိုရင်ထားကစားတဲ့နေရာတစ်မှာအဆင်ပြေပြေကစားနိုင်ဖို့ရုန်းကန်နေရတာဖြစ်ပါတယ်။အင်မိုရင်ကဘရူနိုဖာနန်ဒက်စ်ဟာကွင်းလေမှာတွဲဖက်ကွင်းလေကစားသမားတယောက်နဲ့ခွဲပြီးဘယ်လိုတာဝန်တွေယူရမလဲဘယ်လိုရွေ့လျားကစားရမလဲဆိုတာကို ဘလူးဒိုဖာနန်ဒက်စ်ဘက်ကအခုချိန်ထိကောင်းကောင်းသဘောမပေါက်တာဖြစ်တယ်လို့ယူဆတတ်မှတ်နေတာပါ။အီမိုရင်ကဘလူးနိုဖာနန်ဒက်စ်အတွက်မခက်ခဲနိုင်တဲ့နေရာမှာကစားရတာဖြစ်ပေမဲ့ထင်တယ်လို့ဖြစ်မလာသေးတဲ့ပေါ်အားမလို့အားမရဖြစ်နေတာဖြစ်ပါတယ်။ဘလူးဒိုဖာနန်ဒက်စ်ဟာမန်ယူအတွက်လိုအပ်ရင်ဘယ်လိုပုံစံမျိုးနဲ့မဆိုကစားပေးခဲ့တဲ့သူဖြစ်လို့အီမိုရင်အနေနဲ့သူ့လိုချင်တဲ့ပုံစံရအောင်ပုံသွင်းနိုင်မလားဆိုတာကိုတော့စောင့်ကြည့်ရတော့မှာပဲဖြစ်ပါတယ်ခင်ဗျာ။ဒီကနေ့အတွက်ထူးခြားတဲ့အားကစားသတင်းတွေကိုကျွန်တော်တို့ဘာမှခိတ်ကနေပြီးညီကိုတို့အားလုံးတက်စုစည်းပြီးတင်ဆက်ပေးခဲ့တာပါဒီပုံမှာညီကိုတို့ထင်မြင်စချက်တွေကို ကျွန်တော်တို့ဘာမကရဲ့ဗီဒီယိုတွေအောက်မှာ comment လေးတွေပေးသွားနိုင်သလိုကျွန်တော်တို့ဘာမကရဲ့ဗီဒီယိုတွေကို like and share ပြုလုပ်ပေးပါအောင်လို့မြတ်တာရက်ခံလိုပါတယ်ကျွန်တော်တို့ဘာမကရဲ့ဗီဒီယိုတွေကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ညီကိုတို့အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ